ကဲအားလုံးပဲမြင်တော့ပါဗျာဆန်ရီမြန်မာကနေကြိုဆိုလိုက်ပါလိမ့်အခုဆိုရင်တော့ကျွန်တော်တို့ဒီဆန်ရီပရိုဒါလေးကိုသူကဘယ်လိုတွေအလုပ်အလုပ်လုပ်လဲသူကဘယ်လိုအသုံးပြုလို့ရလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ဒီနီယောင်စာတန်းလေးက EBC ရတာပူအားပေါ့နော်ပူအားကိုပြရတယ်ဒီအစိမ်းယောင်စာတန်းညောက်က MB ရောက်ပြရတယ်သူ setting ချိန်မယ်ဆိုလို့ရှိရင်ဆက်ဟိုဆက်ကုန်နေတယ်ဆက်ကုန်နေ B1 B1 ဆိုလို့ရှိရင်ဘပါပေါင်းကိုတိုင်းသူဆက်5စက္ကန့်နေပြီးတော့တခြား5စက္ကန့်6စက္ကန့်10စက္ကန့်လို့ ချိန်လို့ရတာ B2 B2 ကတော့ recovery တိုင်းအဲဒီမှာအဓိကအဓိကတော့ဒီ band ပေါ့ overboard overboard က B3 ပေါ့အခုဆို145မှာပုံမှန်မြဲထားတာများတယ်145နဲ့150 160ကိုထားခြင်းတဲ့အတိုင်းထားလို့ရတယ်ပေါ့နော်အဲမှာ B3 B4 B4 ဆိုရင်ဒါ recovery တိုင်း overboard တွေ recovery တိုင်းပေါ့နော်အဲအဲပြီးတော့ B5 B5 ဆိုလို့ရှိရင်အနာဘုတ်တွေအနာဘုတ်တွေကိုထားခြင်းတဲ့အတိုင်းထားလို့ရတယ်အဲမှာ150ထားလို့ရတယ်150ထားလို့ရတယ်ကိုကြိုက်သလိုထားလို့ရတယ်ပေါ့နော် PCB စက recovery တိုင်း AI မှာ trip trip body recovery စက်ကတော့အဲ P7 P7 ဆိုလို့ရှိရင် P7 ဆိုလို့ရှိရင် body trip တိုင်းအဲ body trip တိုင်း B8 B8 ကကြတော့ body adjustment body တွေပါ adjustment လုပ်လို့ရတယ် P9 က over garden အဲအဓိကရေးရဒီ over garden ပေါ့နော်ရေးရမတိုင်းပါစင်မယ်ဆိုလို့ရှိရင် over body error body အဓိကချိန်တာတော့ over body ချိန်နေ error body ချိန်နေအဲ့တော့ခုန P9 က flow ဥပကားတန်ဥပကားတန်ဆိုလို့ရှိရင်ကိုထားခြင်းတဲ့အတိုင်းထားပါတော့6 kW တဘောဆိုလို့ရှိရင်6 MVA တော့6 MVA တော့ထားတော့ပေါ့အဲ့မှာတော့ကိုက kW ကြည့်လို့ရှိရင် kW ကြီးတယ်လို့ MVA တို့ထားတာပေါ့နော်ဒီရပွားတော့ဥပပေါ်တယောက်ကဒီ MVA တော့ကိုထားခြင်းတဲ့41မှာထားမယ်ဆိုလို့ရှိရင်သူက41ကိုရောက်တာ ਨੇ ဟောအော်တိုဖြတ်ချပေးမှာဖြစ်တယ်ဒီကတော့အဲ့ဒီဥပဘူတီရဲ့အန်နာဘူတီရဲ့ခုနဥပကားတန်ရဲ့ပေါ့ဒီ channel ကျန်တဲ့တခြားအရာတွေလေသူကချိန်လို့ရတယ်သူမှဆိုလို့ရှိရင် frequency adjustment တွေ frequency adjustment လုပ်လို့ရတာပါတယ်ဒီ sandy wave brooder တိုင်းအတချက်ကတခြား wave brooder တိုင်းနဲ့ရှင်လို့ရှိရင်သူအတချက်တစ်ခုဆိုလို့ရှိရင်သူကလော့ခတ်လို့ရတယ်ဒီ setting တွေကိုကြိုက်တဲ့စကိုပြောင်းရင်တဲ့ setting လို့ကိုပြောင်းပြီးဆိုလို့ရှိရင်သူဒီ p16 မှာပေါ့နော်ဒီ p16 မှာသူလော့ခတ်ထားလို့ရတယ်လော့ခတ်ထားမှဆိုလို့ရှိရင်ကိုကလော့ခတ်ခဲ့လို့ရှိရင်တခြားတစ်ယောက်ကအလွယ်တကူဝင်ပြီးတော့ဒီ setting ကိုဝင်ပြီးတော့ပြောင်းလို့မရဘူးတကယ်လို့ဒီ လောတာလောခမထားဘူးပေါ့နော်စနေနေ့ပိုင်းပြောင်းသွားတယ်ပါလေဆိုလို့ရှိရင် over garden တို့ပါလို့ဖြစ်ဖြစ်နေတဲ့အချိန်မှာဖြတ်မချတာတို့ပါလို့ဖြစ်လို့ရှိရင် inventory ဒီတခြားပစ္စည်းပစ္စည်းဆုံးရှုံးနိုင်တယ်ပေါ့